မင်္ဂလာပါဘေးတော့ရမယ်ကောက်စစ်ကပတ်ကျော်ရမယ်အာတမင်းကပတ်ကျော်ရမယ်တမင်းကျော်ရမယ်ဇင်းလို့လေးကဟိုကောက်စစ်ကျော်ကောက်စစ်ကပတ်ကျော်ကတပွဲကိုအမဲသားနဲ့တွန်းတောင်းတမင်းကျော်ကအမဲသားနဲ့တွန်းတောင်းစက်တန်းနဲ့ဆိုရင်9တောင်ရောက်တယ်ကျတဲ့နဲ့ဆိုရင်9တောင်ရောက်တာကဟိုအဲ့ဒါဖွေကြည့်ပဲဒါအတများများနဲ့တမင်းများများက9တောင်ရောက်တယ်ကျတဲ့နဲ့ဆိုရင်ကောက်စဲကြာနာနဲ့ ရောကြမယ်ဆိုရင်လဲတောင်တမင်းနဲ့ဟိုကောက်စဲနဲ့တမင်းကပ္ပဆိုရင်လဲတောင်အဲ့လိုရောင်းတာအမဲသားနဲ့အနည်းဆုံး3တောင်အများဆုံးက9တောင်လဲတောင်ကြမှာကောက်စဲကြောင့်မှအနည်းဆုံးမဆလာဆုံးပဲမဆလာဆုံးဆိုတော့အဲ့မှာကျဲတင်နေပါတယ်ငရေတိပါတယ်နတ်တရားဆင့်ပါတယ်အမုတ်ပါတယ်ကိုကျဲတုံပူပါတယ်ဂျင်းပါတယ်ဟိုကမဆလာရွာတိပါတယ်အဲ့ကူးမျိုးရှိတယ် အကုန်တဲမဆလာမဆလာရကိုမျိုးရှိတယ်ကိုအကုန်လုံးတဲပြီးတော့ကြာတာပဲနောက်ပြီးတော့ခရင်တိကရင်ချက်တိရှိတယ်အဲ့ဒါလေးတဲတယ်ကျွန်တော်ကအခုဒီမှာရောက်တာကတလားတလားနဲ့၄၀တော့၄၀ပဲရှိပါတလားကျော်ပါဘူးဟိုမှာ၁၂၀လမ်း၁၂၀မှာ၆လနေခဲ့တယ်ကျွန်တော်အဲ့ဒီမှာကြာတော့မှနင်းနလို့ဟိုအစင်မပြေလို့ဒီက23လမ်းမှာရောက်လာ123လမ်းတလားလို့ရှိတယ် တရေကိုတရှိမှဆိုရင်ရတရှိမှဆိုရင်၅သိန်းကျော်ကျော်လို့ရောင်းလို့ရပါတယ်။ဟိုကျွန်တော်ကဟိုကလောအတုတ်ဒီယူလာတာပဲ။အဲ့ဒါပုတ်တာတရေမှာအတုတ်ကဟို25တော့အဲတပါမှာ90ရေးတယ်။အတုတ်က90မှာကျွန်တော်နေရပေါ့90 အပြင်ကကောက်စင်းမှာဟောကျွန်တော်ဟာကျွန်တော်ပြုတ်ပြီးတော့ကျွန်တော်ရောက်တာကိုပိုင်ဖုတ်ပြီးတော့ကိုတိုင်လောက်တာကျွန်တော်အတုတ်တွေပဲကင်ဟိုမှာပဲကင်ဟိုကလောကောက်ဆက်ဆိုတာရှိတယ်အဲကလောကောက်ဆက်ဒီမှာယူလာပြီးတော့ဒီမှာဖုတ်တယ်ဖုတ်ပြီးတော့ဒီမှာရောက်တာမနေ့ဆိုရင်7နိုင်လောက်မှာပဲပေါ့7နိုင်9နိုင်ညဆိုရင်10နိုင်10နိုင်ကျွဲပေါ့တနေကုန်ရောက်တယ်တနေကုန်ဆိုရင်တော့မနေ့ဆိုရင်တော့အဲ့လိုအစင်ဟိုတမင်းကျော်ပဲရောက်တာတရှင် ဒီဟာကကပိုင်းကျော်ကတဏ္ဍာရီကနေစားပြီးတော့စေနိုင်ပြည့်ပေါ့ရစေနိုင်ပြည့်ကျွန်တော်တို့အကူပြီးတော့ဒီမှာရောက်တာစိုင်ပေါင်းတာကကျွန်တော်နေကလူတွေကရခိုင်ကလူတွေကဒီမှာလာစားကြမယ်တပိုင်အဲ့လိုတင်းပြီးတော့ကျွန်တော်စိတ်တက်မယ်အဲ့လိုတင်းပြီးတော့စိုင်ပေါင်းတာဒီမှာရောက်တာနဲ့ကိုယ်ရင်ဝင်ကလူတွေပဲလာစားကြတယ်အပြည့်ကြတယ်အဲ့ကျွန်တော်ဝိုင်းတာပါလူတယောက်ကလာရဲဆိုရင် ကပိုင်းကျော်တပွေစားရင် သူနောက်တည့်ပြန်လာတယ်ဟုတ်လားသူတယောက်က၄ယောက်ကောက်ယူလာတယ်အဲ့လိုပုံစံမျိုးပြင်းသူတို့ကြတော့ကကြိုက်တာကကျွန်တော်လာတာကရကင်လာတာဆိုပြီးတော့သူတို့စားကြတယ်စားပြီးတော့သူတို့အားရတာရတော့ပေါ့အဲ့ဒါကြောင့်သူတို့ပြန်လာကြတာတယောက်နဲ့တယောက်ပြောကြတယ်အဲ့လိုမင်းကလေးတယောက်လာတယ်နောက်ကိုကြီးတယောက်လာတယ်သူကပြောတယ်တမင်ကဘာပြီးလို့လာတာလဲကျွန်တော်ကအဲ့ဒီရောက်လို့လဲအဲ့ဒီကိုကောင်းစေကျွေးမှလာတယ်ဟုတ်တယ်လဲကောင်းစေတားကောင်းတယ်လဲ ရကန်ကောက်ဆက်ရှာရှင်တယ်လေလို့ပြောပြီးတော့ကျွန်တော်လာတာတဲ့အဲတရနေတရပြောကြတယ်ကျွန်တော်ကရကန်မှာအလုံးမရှိတော့ကျွန်တော်ငငလေးကနေစကျွန်တော်အပင်နဲ့ကျွန်တော်နဲ့အတူတူကျွန်တော်ရေက7နှစ်အရေကနေကျွန်တော်ပေါင်းပြီးတော့ရကန်မှာရကန်နာစီမှာပေါ့စိတ်တွေနာစီမှာကျွန်တော်လောက်ခဲ့တယ်အဲ့မဲ့အကူကပေရိပကပြည့်တယ်ဆိုရင်ကျွန်တော်တို့ဟိုမှာဟို စင်ဝါလာစင်မမရှိတော့ဘူးဆိုရင်အလို့ရီမရှိဘူးဒီမှာရုံမလာပြီးတော့အလို့ရှာပြီးတော့ဘာတကွမှလုံးမရှိဘူးပတ်စံလည်းမရှိဘူးဆိုတော့ကျွန်တော်ကကျွန်တော်ကပေတင်ပြလိုက်တာအလို့တကွကရှိတယ်အဲ့ဒါကျွန်တော်လှုပ်ကြည့်လိုက်မယ်လို့ပြောပြီးတော့လှုပ်ကြည့်လိုက်တယ်အပြည့်ကတော်တော်တော်တည်ရပါတယ်ကျွန်တော်သူတင်ဖဲ့တယ်အလို့ဆိုတော့ပြောမယ်ဆိုရင်ရက်ကိုင်းမှာကောက်ဆဲကြော်လို့မပြောဘူးကဘာကြော်လို့ပြောတယ်ကောက်ဆဲကဘာကြော်လို့ပြောတယ် ဒီမှာကြတော့ကပားကျော်ဆိုတာကအတန်းနဲ့ကြော်တာမျိုးအဲ့ဒါကပားကျော်အဲ့လိုပဲပြကျွန်တော်ရကိုင်မှာကြတော့ကုန်းစစ်ကပားကျော်ကုန်းစစ်နာမည်တော့မပြောဘူးကပားကျော်ပဲခေါ်တာအဲ့ဒါကြောင့်ကျွန်တော်ရကိုင်မှာလူတွေကအားခိုးပြီးတော့ကျွန်တော်ကဟိုကပားကျော်လို့ရေးပေးလိုက်တာရကိုင်ကပားကျော်လို့ပြောတယ်ကပားကျော်ဆိုတာက တမင်းနဲ့ကုန်းစင်းနဲ့ရောလို့ကြော်တာအဲ့ဒါတမင်းကပားကျော်ကျွန်တော်မဆလာက ကျွန်တော်ကိုယ်တိုင်လောက်တာဒီမှာ မဆလာတချမ်းဟိုအပြင်းကမဆလာကျွန်တော်မတွန်းကျွန်တော်ခုတိုင်းလောက်တယ်အာအမေတရားတို့ပြောမယ်ဆိုရင် ကျွန်တော်ကဒီမှာနေရမရှိဘူးမတည်ဘူးဆိုင်မတည်ဘူးဘယ်ကနေတွားယူရမှအဲ့ဒါတကူပဲအကွာဤတပိပိတပိပိရတာကစင်ပြီလာပြီကျွန်တော်နေရကိုတည်လာပြီဆိုတော့လူလည်းတည်လာပြီဆိုတော့ကျွန်တော်ကနင်းလာစင်ပြီသွားတာသူညာကိုလင်းနေတိတ်ကွန်တင်းကလေးရှိကွန်အဲ့ဒီနမဲ့အဲကျွန်တော်မော်တာမှလောက်ရအောင် ကျွန်တော်ဆန်ရမင်္ဂလာတွန်ရင်123လင်းအိမ်နံပါတ်30ကွန်ကျွန်တော်ဆန်ရနာမည်ကစောစောပါလို့ပြောစောစောလို့ပြောပါရကန်ကောက်ဆက်ကပ္ပကျော်ဟုတ်ရပါပြေးတော့လဲရပါကျေးဇူးတင်ပါ